မင်္ဂလာပါရှင်။မိုးသားချက်နယ်ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်။ကရင်ပြည်နယ်အတွင်းမှာအခြေပြုလှုပ်ရှားနေတဲ့ PDF အဖွဲ့ဝင်တွေဟာဗတ်ပြောင်းမှုတွေထွက်ပြေးမှုတွေရှိလာနေတယ်လို့သိရပါတယ်။ဒီရုတ်တန့်ပိုင်းထဲမှာတော့ကရင်ပြည်နယ်အတွင်းရှိ PDF လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့အခြေအနေတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုးသားချက်နယ်ကို Subscribe နဲ့ Like ရန်ရှယ်လေးလုပ်ပေးပါအောင်ရှင်။ ရိုက်သက်ကြီးရင်မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလည်းနဲ့ကိုင်းပဋိပက္ခတွေဖြစ်ပွားလာခဲ့တာဟာလင်းနေကြော်လာပြီးဖြစ်ပါတယ်။အဲ့ဒီလင်းနေကြော်ကာလအတွင်းမှာနိုင်ငံတော်အစိုးရကိုလည်းနဲ့ကိုင်းစန့်ကျင်ရဲ့အဖွဲ့အစည်းတွေကြားမှာလည်းအငင်းပွားမှုတွေသဘောထားကွဲလဲမှုတွေဖြစ်လာခဲ့ရာလက်ရှိချိန်မှာလည်းကရင်ပြည်နယ်အတွင်းရှိ KNU နဲ့ PDF အဖွဲ့တွေကြားမှာအကွဲပြဲတွေများစွာ ဖြစ်လျက်ရှိနေတယ်လို့သိရပါတယ်။ အထူးသဖြင့်တမရော်စစ်ကြောင်းတွေကကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေကိုအရှိန်မြင့်ထိုးစစ်ဆင်လာခဲ့ပြီးနောက်ပိုင်းကရင်ပြည်နယ်အတွင်းရှိ PDF အမေရိကန်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ၎င်းတို့အဖွဲ့ကနေတခြားအဖွဲ့စည်းတွေထံဗက်ပြောင်းမှုတွေရှိလာခဲ့တယ်လို့ NUG ထောက်ပို့တော်ဖြစ်သူရဲမင်းကိုရိုင်းအခုလိုမျိုးဝန်ခံပြောဆိုထားပါတယ်ဒီနေ့ညကတော့ ငါတို့တော်လိုင်းရေးစားနေပြီးတော့တိုက်ပွဲတွေမှာအတူတူတင်တန်းတွေအတူတူတိုက်ပွဲတွေအတူတူတိုက်ခဲ့ကြတဲ့တော်လိုင်းရေးထဲမှာပါဝင်လာတဲ့မြန်မာနိုင်ငံမျိုးပေါ်တည်တည်ရကြီးဆက်လူငယ်တွေတော်လိုင်းရေးပေါ်တွေပြီးတော့နောက်ပိုင်း PDF ဖြစ် KNU PDF ဖြစ်ဖြစ်တည်လာတဲ့ရေးပေါ်တွေတော့ပြောချင်တာတော့ PDF ရေးပေါ်တွေပေါ့နော်အဲ့ဒီ PDF ရေးပေါ်တွေ နဲ့ပတ်သက်ပြီးတော့ဒီနေ့တခြားသောဖွဲ့စည်းကိုရောက်သွားတဲ့ PDF ရဲဘော်တွေကိုဒီနေ့သူအားဖြင့်ပြောခြင်းဖြစ်တယ်ဒီနေ့ခွဲမင်းတို့များစွာစိတ်မကောင်းဖြစ်ရတယ်မင်းတို့လည်းကြားကြမှာပေါ့နော်ဒီနေ့အားတို့တောင်ပိုင်းတိုင်းမှာဒီလေကြီးကိုကိုကာကွယ်တိုက်ခိုက်ရင်းနဲ့ဒီနေ့မင်းတို့ရဲ့တငယ်ချင်းတွေ င်းတို့နဲ့အတူတူတင်တန်းတွေတက်ခဲ့တဲ့သူတွေမင်းတို့နဲ့မင်းတို့နဲ့အတူတူဒီတိုက်ပွဲတွေအတူတူနှွဲခဲ့တဲ့လူတွေတအိုးတဲ့အတူတူစားခဲ့တဲ့လူတွေပကတ်တစ်လုံးနဲ့အတူတူအိတ်ခဲ့တဲ့လူတွေရဲဘော်တွေသူရဲကောင်းတွေဒီနေ့ကြာဆုံးမှုတွေရှိတယ်မင်းတို့ကြားမှာပေါ့နော်ဒီကိတ်တိုင်းရာမှုတွေကြာဆုံးမှုတွေရှိတယ်အဲ့တော့ဒီညမင်းတို့ပြောချင်တာမင်းတို့ဒီတစ်ချိန်တုန်းကပြည်သူတွေကြွေးတဲ့ထမင်းနဲ့ပြည်သူတွေထောက်ပံ့တဲ့ အားရနေမင်းတို့သင်တန်းတွေတက်ပြီးတော့မင်းတို့ဒီစစ်ပညာတွေတက်ခဲ့ကြရတယ်။ဒီနေ့ကိုယ်ရင်းပြောနေတာလက်ရှိငွေကြေးဥစ္စာတက်နိုင်တဲ့ကြားဖြန့်ကိုအမိတဲ့ဟဲပြုတ်ပြီးတော့ပေါ့ကွာငွေကြေးဥစ္စာတက်နိုင်တဲ့ငွေကြေးဥစ္စာပြည့်စုံတဲ့နေရာတွေကို PD ရဲဘော်တွေဖြစ် KNU ပြီးတဲ့ရဲဘော်တွေဖြစ်တော်လိုင်းရဲဘော်တွေဖြစ်ကနေပြီးတော့တခြားသောငွေကြေးပြည့်စုံတဲ့အဖွဲ့အစည်းကိုကူးပြောင်းသွားတဲ့လူငယ်တွေကိုပြောချင်းဖြစ်တယ်။ဘောနော်ဒိုတောင်ပိုင်းခေါ်ရတော့ သုံးလုံးလို့လေးလုံးလို့ပေါ့ကွာအဲ့လိုဖွဲ့စည်းရည်ကိုလက်နက်ကင်ဖွဲ့စည်းရည်စီကူပြောင်းပြီးတော့မှကိုအချင်းချင်းအားတို့တော်လိုင်းရဲဘော်အချင်းချင်းအားတို့တင်တန်းနေတူတူတက်ခဲ့တဲ့သူတွေအချင်းချင်းဆိုတဲ့ကိုရဲဘော်ရဲဘတ်တွေကိုပြန်ပြီးတော့တိုက်ခိုက်တက်ဖြားရမယ်အလုပ်တွေကိုလုံနေတဲ့သူတွေအဖြစ်ရောက်သွားတဲ့သူတွေကို ဓိကကိုရမင်းဒီနေ့ညပြောခြင်းဖြစ်တယ်။ရမင်းရဲ့ပြောဆိုချက်တွေကိုလေ့လာကြည့်မယ်ဆိုရင်ကရင်ပြည်နယ်အတွင်းရှိ PDF လက်နက်ကိုင်အဖွဲ့ဝင်တွေဟာနိုင်ငံတော်အစိုးရကိုလက်နက်ကိုင်စန့်ကျင်နေရဲ့ NUG နဲ့ PDF အဖွဲ့တွေရဲ့ရန်ဘက်ဖြစ်နေရဲ့ BDF အဖွဲ့အပါအဝင်တခြားလက်နက်ကိုင်အဖွဲ့စည်းတွေထံဗက်ပြောင်းသွားခြင်းဖြစ်ွယ်ရှိနေပါတယ်။ကျမတော်စေချောင်းတွေဟာစတင်မာလာကစတင်ပြီးတော့ကရင်ပြည်နယ်အတွင်းထိုးစစ်အရှိန်မြင့်ခဲ့ရာ KNU နဲ့ PDF အဖွဲ့တွေ ယာယီထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး PDF လက်နက်ကအပွဲဝင်တွေ အများအပြားထိခိုက်ကြဆုံးခဲ့တယ်လို့သိရပါတယ်။တမ်ရော်ရဲ့အထူးစိတ်အရှိန်မြင့်လာခဲ့ပြီးနောက်ကရင်ပြည်နယ်အတွင်းအခြေပြုလှုံ့ရှားနေတဲ့ PDF အပွဲတွေဟာကရင်ပြည်နယ်အတွင်းကနေတခြားနေရာတွေကိုပြောင်းရွှေ့တာတွေလည်းလှုံ့ဆောင်လာခဲ့တယ်လို့ KNU အကြမ်းဖက်လက်နက်ကအပွဲရဲ့တာဝန်ရှိသူတအူဖြစ်တဲ့ငဇွဲကိုယ်တိုင်ကအခုလိုမျိုးပြောဆိုထားပါတယ်။ ကရင်တွေကြားတွေရှင်းတွေချမ်းတွေမပြောနဲ့ပေါင်းရင်ပေါင်းတဲ့အပြစ်တို့ခံရမှာပဲမပေါင်းရင်မပေါင်းတဲ့အပြစ်ပဲတိတော့အဲ့တော့ကျွန်တော်တို့ကကရင်ပြည်နယ်ကနေသွားပြီးကြားပြည်နယ်သွားတယ်ဆိုပါစို့ကရင်ပြည်နယ်မှာရှိတဲ့စစ်အာဏာရှင်ရောအာဏာရှင်မဟုတ်ဘူးလားကရင်ပြည်နယ်မှာရှိတဲ့စစ်ခွေးရောစစ်ခွေးမဟုတ်ဘူးလားကရင်ပြည်နယ်ကိုစက္ကသအုပ်ချုပ်နေခြင်းကကရင်ပြည်နယ်ကိုစက္ကသဥပဒေလွှမ်းမိုးနေခြင်းကစက္ကသအုပ်ချုပ်နေခြင်းကမြန်မာနိုင်ငံမှာရှိတဲ့လူထုကို အုပ်ချုပ်နေတာပဲလေကျွန်တော်တို့ကကရင်ပြည်နယ်အတွင်းမှာရှိတဲ့ကရင်လူမျိုးအတွက်အလုပ်လုပ်နေတာမဟုတ်ဘူးကရင်ပြည်နယ်အတွင်းမှာရှိတဲ့ကရင်ပြည်နယ်ရဲ့ပြည်နယ်သားတွေမြန်မာနိုင်ငံသားတွေအတွက်ကျွန်တော်တို့ကတော်လှန်နေတာဘယ်ပြည်နယ်သွားသွားမြန်မာနိုင်ငံပဲလူတို့ရဲ့အတွေးကမချင်းသမ်းပါနဲ့ဗျာခမားတို့မချင်းသမ်းပါနဲ့ခမားတို့လို့ဒီကွက်ထဲကဖားမလုပ်ပါနဲ့စစ်ကောင်စီရဲ့အာဏာဆက်ကမြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားကိုပြန့်နှံ့နေတယ်ဆိုရင်ကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့အနှံ့အပြားမှာ နေထိုင်ပြီးတော်လန်နေရမှာပဲလေရှောင်းွားလို့ရှောင်းွားလို့ဘာထူးမှာလဲရှောင်းွားပြီးရင်လည်းပြန်လာချရမှာပဲရှောင်းွားပြီးရင်လည်းပြန်လာချရမှာပဲသူတို့ရှိနေသေးတယ်ဆိုရင်ခင်ဗျားတို့ဘာတွေအတွေးကျင်းနေတာဘာတွေအတွေးကျင်းနေတာကိုကြားသွားတယ်အညာသွားတယ်ဟိုပြည်နယ်သွားတယ်ဒီပြည်နယ်သွားတယ်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာနေနေတာဗျာဘယ်ဟိုသွားရမှာလဲမြန်မာနိုင်ငံထဲမှာစကားစရှိနေတယ်ဗျာဟုတ်လားစကားစရှိနေတယ်စကားစမြန်မာနိုင်ငံသားတွေရဲ့နေရာအနှံ့ပြားမှာအနိုင်ကျင့်နေတယ်ဗျာ ဒါကိုကျွန်တော်တို့တော်လန်နေတယ်ဗျာရှင်းရှင်းလေးပဲနေဘယ်ကိုသွားရမှာလဲဘာကြောက်သွားရမှာဘာလို့သွားရမှာကဲဘာလို့သွားရမှာကျွန်တော်ပြောပြဘာလို့သွားရမှာလဲဘာကြောက်သွားရမှာလဲပြောကင်းပြည်ထဲမှာရှိတဲ့လူတို့ရောမြန်မာနိုင်ငံသားမဟုတ်ဘူးလားသူတို့လွတ်မြောက်ဖို့ရောကျွန်တော်တို့မကြိုးစားသေးဘူးလားငဇွဲရဲ့ပြောစကားတွေကိုလေ့လာကြည့်မယ်ဆိုရင် PDF နဲ့ကောင်အဖွဲ့ဝင်တွေဟာကရင်ပြည်နယ်အတွင်း ပြုတ်လောက်နေတဲ့တမ်ဘရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်အဟုန်ကိုစိုးရိမ်ကြောင်ယုံနေတွေတခြားနေရာတွေကိုထွက်ခွာပြောင်းရွှေ့သွားခြင်းဖြစ်ပွဲရှိနေပါတယ်။ကရင်ပြည်နယ်မှာတမ်ဘရော်စစ်ကြောင်းတွေထိုးစစ်အရှိန်စတင်လာခဲ့ပြီးနောက်ပိုင်းမကြာခင်ကရင်ပြည်နယ်အတွင်းမှာအခြေပြုလှုပ်ရှားနေတဲ့ PDF အဖွဲ့တွေဟာအုပ်စုလိုက်ထွက်ပြေးခြင်းတွေရှိနေတယ်လို့သိရပါတယ်။ဒေတာကန်တူကတော့ရဲမင်းမင်းကပြောတော့တာနဲ့ပတ်သက်ပြီးလာမေးသားသူတွေအတွက်ပါ ကရင်မှာဗဒက်အုပ်စုလိုက်ထွက်ပြေးနေရကအခုမှဖြစ်တာမဟုတ်ပါဘူး။ပြီးခဲ့တဲ့စက်တင်ဘာလပထမပတ်လောက်ကစဖြစ်တာပါ။တမ်ရော့စစ်ကြောင်းတွေကနီနောင်ဗျူဟာကိုပြန်လည်စိုးမိုးချိန်တွေကညီနောင်ရွာသစ်တဝိုက်ကရှိနေရဲ့ဗဒက်တွေအရွက်ဝဲလဲပြီးထွက်ပြေးပါတယ်။နောက်ပြီးတော့လားလေလောက်မှာမဲဆောင်းမှာပဲလက်ကျန်စီယာ pH အမတ်တွေနဲ့ကရင်စီရေးတောင်ဝကန်တာဘောနဲ့ရဲမင်းတို့ဆွေးနွေးကြတယ်။အဲ့ဒီချိန်တွေကကရင်ဗဒက်အုပ်စုလိုက်တွေထွက်ပြေးနေကြတာပါ။ မဲဆောက်ဘက်ကိုပြီးအလုံးလုံးရင်နဲ့အခြေချလိုက်တဲ့ဗဒက်တွေများသလို BGF ရဲ့အကူအညီနဲ့လက်နဲ့အပီရွှေကုတ်ကိုမှကာစီနိုအလုံးဝင်လုံနေသူတွေ BGF အဖွဲ့ DGBA အဖွဲ့အဆက်အသွယ်နဲ့ကျုံတိုးကတက်မတော်ရဲ့တယင်းတွေစီအလင်းဝင်သူတွေလည်းရှိနေကြတာပါဒီနေရာမှာကချင်အဖွဲ့တွေကဗဒက်လက်နဲ့ချချင်းသူတွေသွားချင်းနဲ့နေရာကိုချိတ်ဆက်ပေးပါတယ်သူတို့စင်တာပါပဲကျွန်တော်သိရတဲ့စာရင်းအရာဆိုရင် မဲဆောက်ကူးသွားတဲ့ဗတက်140ခန့် BGF နဲ့ DKBAC ကူးသွားတာ90ကျော်နဲ့ကြောင်တိုးကတမတော်စစ်ကြောင်းတွေစီကို အလင်းဝင်သူတွေက10ဦးကျော်ရှိပါတယ်။အဲ့ဒီထဲမှာကော်ပရာနဲ့ကြားဖြူစစ်ကြောင်းတွေကဗတက်အကြီးပိုင်း10ဦးပါပါတယ်။အားလုံးကလက်နက်နဲ့အတူတပါးလေးပြေးကြတာပါလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားပေါ်ပြထားပါတယ်။နနေ့ကပတိပခအဖြစ်ပွားမှုအချိန်ကြာလာနဲ့အမျှ PDF အမိကန်အကြံဖက်အဖွဲ့တွေရဲ့လောက်ရက်တွေကိုပြည်သူတွေကလူလားထောက်ခံမှုမရှိတဲ့အတွက် PDF အဖွဲ့တွေအခက်အခဲများစွာရင်ဆိုင်နေရတယ်လို့သိရပါတယ်ရှင်။